တခါတလေမှာကျမတို့ရဲ့နာမည်တွေကျမတို့ရဲ့ရုပ်ပုံတွေတွေနော်ကျမတို့ရဲ့အကြောင်းအရာတွေဒီလိုအရာတွေကတချို့လူတွေရဲ့ဗဇက်ဖျားတွေမှာသူတို့ဖန်တီးလိုက်တဲ့စကားလုံးတွေကြားထဲမှာသူတို့ပြောလိုက်တဲ့ပုံမြင်တွေကြားထဲမှာသူတို့ပုံဖော်လိုက်တဲ့ပုံရိပ်တွေကြားထဲမှာကျမတို့ကတကယ်ကိုလုံးဝကိုသုံးစားလို့မရတဲ့နော်အရေဟိုမိုင်းရိုင်းနေကြမ်းတမ်းတယ်ရုပ်မာတယ်ရိုင်းဆိုင်နေနော်ဒီလိုပုံနေတကယ်လူဆိုးမကြီးတွေလူဆိုးကြီးတွေ villain ကြီးတွေကျမတို့ကဖြစ်နေတတ်ကြတယ် ကျွန်မမှလည်းဒီလိုမျိုးအဖြစ်အပျက်တွေကြုံခဲ့ရပုံပါတယ်ဒါလူမှုဆက်ဆက်ရေးမှာဒီလိုအဖြစ်အပျက်တွေကအများကြီးရှိပါတယ်ကျွန်မညီမတယောက်ကတော့ဟိုဒါကိုနောက်ကျိုးဓာတ်နဲ့ထိုးတာတည်းဆိုးတယ်နောက်ကျိုးဓာတ်နဲ့မှုန်းတယ်ဆိုပြီးတော့သူကပြောတယ်နော် ျမညီမကတော့ဗာပြောလဲဆိုလို့ရှိရင်နောက်ကျိုးဓာတ်နဲ့ထိုးရဲဆိုတာတခါရဲနေကိစ္စပြတ်တယ်တယ်နော်ဒါပေမဲ့နောက်ကျိုးဓာတ်နဲ့မှုန်းနေရဲဆိုတာကြတော့တော်တော်ခံရခက်တာတယ်ဘာဖြစ်လို့လဲဆိုတော့နော်နောက်ကျိုးနည်းနည်းဓာတ်လေးနဲ့မှုန်းလိုက်ဆက်ဖြင်းဆက်ဖြင်းလေးဖြစ်လိုက် အနာလေးကိုဆေးပြန်တိတ်ပေးလိုက်နော်ဒီလိုမျိုးနဲ့ဆက်ပြီးတော့သွားနေတာအဲ့ဒါအဲ့အတွက်ကြောင့်မို့အရင်ကြောက်စရာကောင်းတယ်ပို့ပြီးတော့လေအစိတ်တောက်ဖြစ်တယ်ပို့ပြီးတော့လေနာကျင်ရတယ်ပေါ့နော်သူကဒီလိုမျိုးလေးပြောပြတယ်ဒီဗီဒီယိုလေးမှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျမမွန်ဟုတ်စီပါ။စာရေးသူတယောက်ဖြစ်ပါတယ်။ကျမမကြုံဘူးတာတခုရှိရပါတော့။အဲ့ဒါဘာလဲဆိုတော့အဲ့ဒါရီစရာတော့ကောင်းပါတယ်။ကျမရဲ့ post တွေအောက်မှာတယောက်ကလာလာပြီးတော့ရေးတယ်နော်။အဲ comment လာရေးတယ်။သူရေးတဲ့ comment ကလေအဲ တကယ်ကိုအတိအကျကြီးနဲ့အခိုင်အမာသူရေးထားတဲ့ comment ပေါ့နော်။ဒါပေမဲ့ဘာဖြစ်လဲဆိုရင်ကျမအဲ့ဒါတစ်ခါမှမလုပ်ဘူး။ကျမလည်းမဟုတ်ဘူးပေါ့။အဲ့တော့ကျမစိတ်ထဲမှာဘလို့ထင်လဲဆိုဟဲ့လူများမှားတာလားပေါ့နော်။ကျမစိတ်ထဲမှာအလိုတော်မှထင်တယ်။ဘာဖြစ်ဆို तू ကအတိအကျကြီးကျမနာမည်နဲ့ तू ရေးတာ။အဲ့တော့ तू ကဘာရေးတယ်ဆိုတော့ तू ကအဲ့ဒီ comment ကလေခဏခဏလာလာရေးတာ။ပြီးရင်ကျမရဲ့ post တွေမှာအဲ post တွေပေါက်တယ်ပေါ့နော်။ post တွေခုပေါက်သွားပြီဆိုလို့ရှိရင်ဒီလိုပေါ့လေ subject တွေကတော့အဲရေးကြတာပေါ့နော်။ နှုတ်ဆက်ကြရရှိရရေးကြရကျေးဇူးတင်နေပေါ့ဒီလိုအကြောင်းတွေပြောကြရတာမျိုးတွေလည်းရှိတယ်။အဲ့ဒီမှာသူတို့ထူးထူးခြားခြားဘာတွေသူကလာရေးတက်လဲဆိုလို့ရှိရင်အဲရေးတဲ့စာနဲ့အပြင်မှာဖြစ်နေတဲ့စိတ်ကတော့တခြားစီပေါ့နော်။သူကကြုံဘူးတယ်ပေါ့ကျမဆိုတဲ့သူကိုနော်။ကြုံဘူးတယ်တဲ့အဲဘယ်ဘယ်မှာပေါ့လေတိုက်ခန်းဝယ်တာတဲ့တိုက်ခန်းဝယ်တဲ့ခါမှာတဲ့အရန်ကိုတဲ့ ခါရဲဟိုဈေးတွေလည်းအရန်စစ်ပေါ့လေအရန်ကိုမောက်မာပြီးတော့တဲ့လူတကာစိတ်ပြက်ကြရတယ်ပေါ့လေအဲ့လိုမျိုးပေါ့စာရီထဲမှာသာရေးပြီးတော့အဲ့လိုမျိုးလူကောင်းသူကောင်းလုပ်နေတာတကယ်တော့ကြောက်အပြင်းမာတော့တဲ့အရန်ကိုစိုးတယ်ပေါ့ကျမအဲ့လိုမျိုးရေးရသူရေးထားတယ်ရေးထားတဲ့ခါကျကျမအဲ့ဒါဖတ်ပြီးတော့ကျမစဉ်းစားမိရပါတော့ဘယ်တော့တိုက်ခဲ့အောင်ကဘယ်မှာများဘယ်လိုတော့ဝယ်လိုက်တာပါလိမ့်ပေါ့ကျမစဉ်းစားမိရေနော်အဲ့တော့တခါမှလည်းမဝယ်ဘူးပါဘူးတိုက်ခဲ့ကျမမှလည်းတိုက်ခဲ့တခါမှမရှိပါဘူးနော်ဒါပေမဲ့အဲ့လိုပေါ့ ဟိုတခါလေးကြလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုတော့လူတွေမှာအဲ့လိုဖန်တီးလိုက်တာပေါ့နော်ရုပ်ပုံတစ်ခုဖန်တီးလိုက်တာဒါပေမဲ့အဲ့ဒါလည်းအတိအကျကြီးပဲအဲ့တော့ तू ပြောတဲ့စကားကတော့ तू သူ့ဘေးကလူကတော့ယုံရင်ယုံမှာပေါ့နော်သူပြောတဲ့စကားကတော့သူ့လိုလူကတော့ယုံရင်ယုံမှာပေါ့လေဒါပေမဲ့ကျမကလည်းအဲ့ဒါဖတ်ရတော့နင်းနေတော့ခက်သားပဲဘာဖြစ်လို့လဲဆိုတော့ကိုယ်လည်းတစ်ခါမှမလုပ်ဘူးတဲ့အရာတစ်ခုပေါ့နော်ဒါပေမဲ့ဒါကို तू က အတိအကျကိုပြောနေရောကျမစိတ်ထဲမှာဘလို့ဖြစ်လဲကျမပြုံးမိပါတယ်ပြီးတော့လည်းဘလို့ဖြစ်လဲဆိုတော့အော်ဒါကြောင့်မလို့တချို့တွေကပြောကြတာအော်ငါအကြောင်းသူကငါထက်အောင်မပူပြီးတော့တိနေသေးရယ်ဆိုတာအဲ့လိုပေါ့နော်အဲ့တော့ကိုတခါမှမဝယ်ဘူးတဲ့တိုက်ခမ်းလဲသူ့စီမှာအော်သူ့သူ့ရဲ့ဇလန်းနဲ့မှာရောကျမဝယ်လိုက်ပြီပေါ့နော်ကျမအဲ့ရအေဂျင့်နေနဲ့လဲကျမအကုန်ရန်ဖြစ်ပြီးမောက်မာပြီးရိုင်းဆိုင်ပြီးပြီပေါ့လေနော်ဒီလိုပုံစံမျိုးဖြစ်တာပေါ့ တော့တစ်ခါလေကြောက်လို့ရှိရင်ကြုံရပါတယ်ဒါပြောမယ်ဆိုလို့ရှိရင် online မှာကျမတို့လုံးဝမတွေ့ဘူးတဲ့သူတယောက်ပေါ့နော် online မှာလုံးဝမတွေ့ဘူး profile လည်းအစစ်အမှန်မဟုတ်ဘူးဒါပေမဲ့အလိုလာလာရင်းနေရပေါ့နော်အဲ့တော့ဒီလိုမျိုးတသေးလေးအောင်ကဘာဖြစ်တတ်လဲဆိုရှင်ကျမတို့စိတ်မှာအနှောက်အယှက်လေးဖြစ်တတ်ပါတယ်နော်အဲ့တော့အများကြီးပဲကျမတို့နေတိုင်းအားကျေးဇူးတင်ပါတယ်နော်ဆီယမကြီးရဲ့သဘောကြရဲအဆရှိတဲ့ပြင်ပေါ့နော်ချီးကျူးကြရဲပြောဆိုကြရဲဒါပေမဲ့အဲ့ဒါတွေကိုကျမ အကုန်လုံးမှတ်မိမနေဘူးနော်အဲ့ဒါကျမ general သဘောပဲကျမစိတ်ကျမဩ support တဲ့သူတွေကျေးဇူးတင်တယ် appreciate ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပဲဖြစ်တာဒါပေမဲ့သူရေးလိုက်တဲ့ဟာတကူကတော့ဘာဖြစ်လဲဆိုကျမစိတ်ကျမကောင်းကောင်းမှတ်မိနေတယ်နော်အဲ့ဒါလည်းဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ bias ပေါ့နော်ကျမတို့အုံနောက်ရဲ့အလုပ်လုပ်ပုံပေါ့မကောင်းတာတကူဆိုလို့ရှိရင်တစ်ချိန်လုံးမှတ်မိနေတယ်အသေးစောရောက်မှတ်မိနေတယ်ဆိုတဲ့ဟာမျိုးပေါ့နော် ဒါကကျမတို့မသိရတဲ့သူတယောက်ကကျမတို့မကောင်းပြောတာเนาะဒါပေမဲ့ကျမတို့ဘဝမှာကျမတို့သိရတဲ့သူတွေเนาะကိုယ်နဲ့တကယ့်ကိုအရင်နှီးဆုံးဆိုတဲ့လူတွေဟာကျမတို့အကြောင်းနေသူတို့ဥမချေးကားမကြံသိတယ်အကုန်လုံးเนาะအဲ့ခါမှာသူတို့ကဘာဖြစ်လဲဆိုတော့ကျမတို့အပုတ်ချခြင်းနဲ့မကောင်းပြောခြင်းနဲ့ဆိုအရင်ကိုလွယ်ကူတယ်เนาะအဲ့တော့ ကြုံရပါတယ်ကျမလည်းအခုအသက်46နှစ်လေးနော်အဲ့ဒီအချိန်မှာဘာဖြစ်လဲဘုရားမှာအများကြီးပဲလူတွေလည်းအများကြီးအပေါင်းအသင်းတွေလုပ်ခဲ့ပြီးပြီးလူမှုဆက်ဆံရေးအများကြီးကြုံခဲ့ပြီးပြီးကောင်းတဲ့သူမကောင်းတဲ့သူအကုန်လုံးနော်ဒါတွေအကုန်လုံးကြုံခဲ့ရပြီးပြီးအဲ့တော့ဘသူကဘလို့ဆိုတဲ့ဟာမျိုးကိုလည်းကျမတို့အဲတိကျကြပါတယ်အတွေ့အကြုံရအသက်အရွယ်ရနောက်တစ်ခုကရင့်ကျက်မှုအရာပေါ့နော်ကျမရဲ့ဘေးနားမှာသူမရှိတော့ဘူးနော်အဲ့လိုအချိန်မှာဘာတွေကြားရလဲဆိုတော့ ပြန်ကြရတာပဲเนาะသူ ਨੇ ပတ်သက်ပြီးပြန်ကြရတဲ့အခါမှာဘာလဲဆိုကျွန်မအကြောင်းကိုပြောထားတာလုံးဝမကောင်အရင်ကဆုပ်ပြတ်တယ်ပုံစံပေါ့เนาะအရင်ကဆုပ်ပြတ်တယ်အဲ့လိုအဲ့တော့ကျွန်မလည်းကျွန်မအမြဲပြောပါတယ်ကျွန်မသူ့ကိုခေါင်းမကြီးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်မရုံမာတွေထင်မှာတော့မပါဘူးပေါ့เนาะအရင်ကကောင်းနေတဲ့တကယ်အရိယာသူ့ကိုဆိုသူ့ကိုခေါင်းမကြီးเนาะအဲ့လိုမျိုးတော့လည်းကျွန်မမဟုတ်ဘူးကျွန်မတာမန်မိန်းမတယောက်ပဲနော်အဲ့တော့ကျမကလည်းဒေါသရှိရဲကျမလည်းစိတ်ဆိုးတက်တယ်ဝမ်းနေတက်တယ် နော်ပြောဆိုတတ်တယ်ဆေးဆိုတတ်တယ်နော်ကျမမှာဒီလိုမျိုး dark side တွေလည်းရှိပါတယ်ဒါကျမအမြင်မပြောနေကြဒါအယူသားဆုံးပဲပြောတော့ပေါ့နော်ကျမပြောဆိုတော့ကျမအဲဒဲတွေပြောတတ်တယ်နော်အိမ်မှာဆိုလို့ရှိရင်လည်းဒီလိုပဲအပေါင်းအသင်းနေရဲမှာဆိုလို့ရှိရင်လည်းဒီလိုပဲအရင်နေ့ရဲ့သူတွေဆိုရင်လည်းဒီလိုမျိုးပဲပေါ့ကျမစကားပြောလို့ရှိရင်အရင်ဒဲပြောတတ်တယ်ဒါပေမဲ့စိတ်ထဲမှာတော့ကျမမကောက်ချစ်ဘူးအဲ့ဒါတော့ကျမကိုကျမအသေးစားဆုံးအရာပဲနော် ကျွန်မသူများကိုအဲ့လိုမျိုးဟိုပျက်စီးပါစေဆိုတဲ့စိတ်လည်းမရှိဘူးကျွန်မရဲ့ဘဝမှာအမြဲတမ်းပဲကျွန်မကုသိုလ်လုပ်ရတာကြိုက်တယ်လीနော်အဲ့ဒီခါကျတော့ဘာလဲဆိုကျွန်မအမြဲတမ်းပဲကုသိုလ်တော့ကျွန်မအမြဲတမ်းပဲဖြည့်ရပေါ့နော်အဲ့လိုမျိုးကျွန်မအတက်နိုင်ဆုံးကျွန်မအကုသိုလ်တော့ကျွန်မစင်အောင်နေရပေါ့ဒါပေမဲ့ကျွန်မရဲ့ဝတိအရကျွန်မရဲ့ဗီဇာအရကျွန်မဒေါသကြီးတာတွေရှိရယ်နော်ဒေါသဖြစ်ဖြစ်လာလို့ရှိရင်ကျွန်မဘာမှတိတ်မမြင်ဘူးပေါ့နော်အဲ့လိုမျိုးတွေတော့ရှိရယ်ဒါပေမဲ့ဒါတွေလည်း အာဒီရွယ်မှာတော့ကျွန်မတော်တော်ရော့ပါသွားပါပြီအဲ့လိုမျိုးပြောရမှာဖြစ်ပါတယ်နော်ဒါပေမဲ့အဲ့လိုမျိုးပေါ့ကျွန်မရဲ့ဒါအားနေချက်ပေါ့ပြောရမယ်ဆိုလို့ရှိရင်လူတစ်ယောက်မှာဘဝမှာအားနေချက်ဆိုတာရှိရယ် dark side ဆိုတာလည်းရှိရယ်လေနော်အဲ့တော့အဲ့အရာတွေပုံမှာတိထားတဲ့သူတစ်ယောက်ကကျွန်မရဲ့ image ကိုနော်ပေါ်လိုက်တဲ့အခါမှာအရင်ကိုစုပ်ပြတ်ပြီးတော့ကျွန်မကတကယ်ကိုမကောင်းတဲ့လူကြီးပေါ့ villain ကြီးပေါ့နော်အဲ့လိုပုံစံနဲ့ပေါ်လိုက်တာပေါ့နော်ဒါနောက်ကျောကိုဒါနေထိုးတာပါ ြောရမယ်ဆိုရင်เนาะကျမတို့တွေကလူတယောက်နဲ့တယောက်ခွဲခွာသွားတယ်တယောက်နဲ့တယောက်တူတူမရှိကြတော့ဘူးတငယ်ချင်းတွေဆွေမျိုးတွေမောင်နှမတွေเนาะချစ်သူတွေလင်မယားတွေအဆုံပါတာပေါ့เนาะဒါပေမဲ့တယောက်နဲ့တယောက်အနာမမရှိတော့ဘူးဆိုတဲ့အချိန်ကြတော့မှသူ့ရဲ့အကြောင်းမကောင်းဘူးဆိုပြီးတော့ပြောတာเนาะသူကဘလို့ပါဆိုတဲ့ဟာမျိုးပြောတာအဲ့ဒါကတော့တော်တော်ဆိုးပါတယ်เนาะအဲ့ဒါတော့တော်တော်ဆိုးတယ်ဒါပေမဲ့လူမှုဆက်ဆံရေးမှာဒီလိုအဖြစ်အပျက်တွေကလည်းအများကြီးပဲကြုံရတတ်တယ် တော့ဘလို့ပဲဖြစ်ဖြစ်ကျမတို့ကသူ့နဲ့တူတူမရှိနေတော့ဘူးမရှိခြင်းကိုကျမတို့ရွေးချယ်လိုက်တယ်ကျမတို့ရဲ့ဘဝထဲမှာသူတို့ကတူတူပါမနေတော့ဘူးเนาะအဲ့လိုမျိုးရွေးချယ်လိုက်တယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ကျမတို့တွေဒီမကောင်းတဲ့ပုံစံမျိုးပြောခံရတယ်เนาะအဲ့တော့ဗစက်ထင်းမှာတော့လူဆိုးကြီးဖြစ်နေတယ်ဒါပေမဲ့လူဆိုးလို့အပြောခံရတာတဲ့သာလို့ရှိရင်เนาะလူဆိုးလို့အပြောခံရတာကသူတို့နဲ့ကျမတို့မရှိတော့တဲ့အတွက်ဘဝထဲမှာပြန်ပြီးတော့ ရလာတဲ့ငြိမ်းချမ်းမှုထက်စာလို့ရှိရင်တန်ပါသေးတယ်။တချို့ကဘယ်လိုမျိုးရှိလဲဆိုလို့ရှိရင်ကိုကိုကိုလူဆိုးဖြစ်မှာအရင်ကြောက်တယ်။လူဆိုးလို့အပြောမခံနိုင်ဘူးเนาะ။အဲ့တော့အဲ့လိုလူဆိုးလို့အပြောမခံနိုင်တဲ့သူတွေကပဲဘာဖြစ်လဲဆိုတီးခံနေခွင့်လွတ်တယ်နော်အရာရာဒီမေတ္တာတရားနော်အဲ့ဒါကြောင့်ကျွန်မအမြဲတမ်းပြောပါတယ်မေတ္တာဆိုတာကလည်း boundary ရှိတယ်နော်ဟိုအလျားနံမရှိနော်အသွားပြန်သဘောကိုလည်းမထည့်တွက်ဘူး မေတ္တာဆိုတာ ဆိုပေမဲ့ကျမတို့တွေကလူလောကထဲမှာကျင်လည်ချက်စားနေရတယ်လှုပ်ရှားနေရစေလူတွေဖြစ်တယ်ဘောင်ဒရီရှိဖို့လိုအပ်တယ်မေတ္တာတရားဆိုတာတစ်ခါလေးကြောက်လို့ရှိရင်ကိုယ့်ကိုယ်ကိုဘောင်ဒရီလောက်တာပဲနော်ကိုယ့်ကိုယ်ကိုကျမတို့မေတ္တာပေးရဲဆိုလို့ရှိရင်ကိုယ့်ရဲ့စေတနာတွေနော်ဒါတွေကိုအမြဲတမ်းပဲကိုယ့်ရဲ့ပေးဆက်မှုတွေဒါတွေကိုစုံကားနေတဲ့လူပုဂ္ဂိုလ်တွေနော်အဲ့ပုဂ္ဂိုလ်တွေနဲ့ကျမတို့ကစီးချပြရတာ ့ကိုကိုမေတ္တာထားတယ်နော်မေတ္တာထားတဲ့အတွက်ကြောင့်မလို့ကိုကိုနာကျင်စီတဲ့သူတွေနာကျင်စီတဲ့အတိုင်းဝိုင်းတွေနာကျင်စီတဲ့စကလုံးတွေနော်ဒီလိုအရာတွေနဲ့အဝေးကိုရှောင်နေကိုကိုကိုကယ်တင်နေဒါကကိုကိုကိုမေတ္တာထားတယ်လို့ကိုကိုကို boundary လောက်လိုက်တာလည်းဖြစ်တယ် အဲ့တော့အဲ့ဒါကအရင်အရေးကြီးပါတယ်မေတ္တာတရားဆိုတိုင်းကို့အပေါ်မှာဘလို့မှအတိအမှန်မပြုကို့အပေါ်မှာနောက်ကျောဦးဓာတ်နဲ့ထူနောက်ကျောဦးဓာတ်နဲ့မွန်ကို့ကိုနာမည်ဖြတ်သိခါချအပုတ်ချเนาะအဲ့လိုလူတွေဟာတကယ်တမ်းမှပြောရမယ်ဆိုကျမတို့ boundary ထားတဲ့လူတွေပဲအဲ့တော့ကျမဖတ်လိုက်တဲ့အင်္ဂလိပ်စကားပုံလေးတခုပေါ့နော်အဲ့ဒါလေးကိုကျမပြောပြချင်ပါတယ်အဲ့ဒါကတော့ဗာလဲဆိုလို့ရှိရင် The peace I feel without you is worth living the villain in your story ရဲ့နော် အဓိပ္ပာယ်ကတော့ဘာလဲဆိုလို့ရှိရင်ဒီမှာ villain ဆိုတဲ့စကားလုံးတစ်လုံးပါတယ်ပေါ့နော် villain ဆိုတာကတော့ကျမတို့ဒါဟို မြန်မာကားတွေထဲမှာရုပ်ရှင်တွေထဲမှာဆိုလို့ရှိရင်ဒါ villain villain ဆိုပြီးပြောကြတယ်လေတကယ်လူဆိုးကြီးပေါ့နော်မကောင်းတာတွေအကုန်လုပ်တယ်သူများအမြင်ကက်တာကိုခံရတယ် villain ပေါ့နော်အဲ့တော့သူ့ရဲ့ story ထဲမှာကျမတို့က villain ဖြစ်နေတာထဲစားလို့ရှိရင်နော်သူမရှိတဲ့အတွက်ကြောင့်မို့ကျမတို့ပြန်ရရှိရင်ငြိမ်းချမ်းမှုอ่ะနော် villain ဖြစ်ရတဲ့ထဲပို့ပြီးထိုက်တန်ပါတယ်တဲ့အဲ့လိုပြောတာနော်အဲ့တော့အဓိကဘာလဲဆိုလို့ရှိရင်ကျမတို့လူဆိုးဖြစ်ရတာကိစ္စမရှိဘူးသူတို့ကြိုက်တယ်လို့ပြောပါစေနော်ပြောမှာပဲ ဘာဖြစ်လို့လဲဆိုတော့ကုပုံမှာအစတွေကနော်အဲမေတ္တာတရားလေးမရှိဘူးကျေးဇူးလည်းမတင်တတ်ဘူးနော်သစ္စာလည်းမရှိဘူးနော်အများမဲ့လိန်တတ်တယ်ညာတတ်တယ်ဖောက်ပြန်တတ်တယ်နော်မယိုင်းတတ်တယ်အဲ့လိုလူမျိုးတွေဟာကိုနဲ့မရှိတော့ဘူးဆိုတော့တူတူမရှိတော့ဘူးဆိုတော့အချိန်ကြလို့ရှိရောကို့အကြောင်းကိုတသားသားနဲ့လွမ်းဆွတန်းတန်းတနော်ကျေးဇူးတရားတွေကိုအောင်းမိနော်မေတ္တာတွေဆက်ရှိနော်ဒီလိုမျိုးပုံစံနဲ့တွားမယ်လို့ထင်လား ဘာဘူးနော်ဘယ်တော့မှလုံးမှာမဟုတ်ဘူးကိုနေတူတူရှိနေတဲ့ဒုံးမာတော့မှကို့အပေါ်မှာအမျိုးစုံနော်နာမည်ဖြတ်တာအပုတ်ချတာနော်မဟုတ်တန်းရားတွေလျှောက်ပြောတာမပြောတဲ့နာတွေကိုပြောတာစီးတွေဖောက်တာစီးတွေကြော်တာနော်ကို့ကြီးညိုနေတဲ့သူတွေကိုအကြီးညိုပြက်အောင်လုပ်တာမလေးစားအောင်လုပ်တာနော်အဲ့လိုလူတယောက်ကဘာဖြစ်လဲဆိုလို့ရှိရင်ကိုနေတူတူမရှိတော့ဘူးဆိုတော့အချိန်မှလဲကို့အကြောင်းကိုကောင်းတာတွေပြောမယ်လို့လုံးဝမထင်နဲ့အဲ့ဒါမဟုတ်ဘူး သိကြတယ်မကောင်းတာတွေကြီးပဲပြောမှာပဲအဲ့ဒီအတွက်ကကျမတို့ဘာမှအဲကောင်းတာလေးများပြောမလားမသိဘူးဆိုပြီးတော့ဘာမှမျှော်လင့်စရာမရှိဘူးအဲ့တော့လူစိုးဖြစ်ရတာကောင်းတယ်နော်လူစိုးဖြစ်ရတာတန်ပါတယ်လို့ပြောလိုက်လို့ရှင်နေတချို့လူတွေကတော့အကြိုက်မှာမဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့လူတွေကတော်တော်များများဘာဖြစ်ကြလဲဆိုလို့ရှင်လူကောင်းဖြစ်ချင်ကြတယ်ကျမတို့အကုန်လုံးကဒီလိုပဲကောင်းတဲ့လူဖြစ်ချင်တယ်နော်အဲ့တော့တယောက်ယောက်ကကိုယ်မကောင်းပြောလိုက်တယ်သူ့အတိုင်းဝိုင်းနေမှာသူ့တင်ငယ်ချင်းတွေကြားထဲမှာ mutual friend တွေကြားထဲမှာနော်ကိုကဘလို့ဆိုးတာဘလို့မကောင်းဘူးဆိုဒါမျိုးတွေကိုပြောလိုက်တယ်ဆိုရှင်ကိုကဘာဖြစ်လဲဆိုလို့ရှင်အရင်ရှင်းပြချင်တယ် နော်ဟာငါဒီလိုမဟုတ်ပါဘူးငါသူ့ဘာတွေလုပ်ပေးခဲ့တာငါသူ့ပုံမှာဘယ်လိုချစ်ခဲ့တာဘယ်လိုစေရင်နာရှိခဲ့တာဘယ်လိုတွေကူညီခဲ့တာအစရှိသဖြင့်ကျမတို့ကအဲ့လိုမျိုးအရင်ပြန်ပြောပြောပြခြင်းတယ်အဲ့လိုပြောပြလိုက်တဲ့အတွက်ကြောင့်မလို့ ဒါကဘာလဲဆိုကျမတို့ validation ကိုရှာတာပေါ့เนาะကိုနာကျင်ရတယ်အဲ့အတွက်ကြောင့်မလို့ကိုရဲ့နာကျင်မှုအတွက်ဘာလဲဆိုလို့ရှင်သူများအတိအမှတ်ပြုတယ်အထူးသဖြင့် mutual friends တွေပေါ့เนาะကျမတို့ရဲ့နှစ်ဦးနှစ်ဖက်ကိုတည်ကြတယ်တငယ်ချင်းတွေအတိုင်းဝိုင်းတွေဆွေမျိုးတွေမိသားစုတွေကြားထဲမှာเนาะကိုကဒီလိုမဟုတ်ပါဘူး तू ပြောတာတွေကဒီလိုမဟုတ်ပါဘူးကိုကဘလောက်ကောင်းပါတယ်ဘလောက်လိမ်မာပါတယ်เนาะဘလောက်ထိတီးခံခဲ့ပါတယ်အနစ်နာခံပါတယ်ဆိုတာအဆရှိသဖြင့်ဒါမျိုးကိုကျမတို့ကအရန်ကိုမလုပ်ချင်တယ်ဆိုရှင်းပြချင်တယ်။တွားပြီးတော့ပြောပြချင်တယ်။နော်။ ဒါပေမဲ့ကျွန်မမကြသေးခင်ကပဲစာတပုတ်ရေးလိုက်ပါသေးတယ်။ဘာလဲဆိုလို့ရှိရင် သူ့အကြောင်းကိုမကြားချင်ရင်သူ့အကြောင်းကိုမပြောပါနဲ့။ဆိုတဲ့စကားအတိုင်းပဲ။ကျွန်မတို့ကဆက်ပြီးတော့သူ့နဲ့ပတ်သက်တဲ့အကြောင်းကိုဆက်ပြီးတော့ပြောတယ်၊ရှင်းပြတယ်၊နော်နားချတယ်မဟုတ်ပါဘူးဆိုတာကိုကျွန်မတို့ proof လုပ်တယ်နော်။အဲ့လိုမျိုးလုပ်လေဘာဖြစ်လဲဆိုလို့ရှိရင်သူ့နဲ့ကိစ္စကမပြီးလေပဲ။ဘာဖြစ်မှာလဲဆိုလို့ရှိရင်ဟိုဆက်ပြီးတော့သူ့အကြောင်းကိုကြားနေရလိမ့်မယ်။ကျွန်မတို့တော့ပြောတဲ့သူကလည်းပါဇက်ပိတ်နေမှာမဟုတ်ဘူး။ နော်အဲ तू ကတော့ဘယ်လိုလဲဘယ်တော့ကတော့ဘယ်လိုမျိုးပြောတာဆိုတခါထပ်ပြောကြားရပြန်နော်အဲ့တော့တခါပြန်ပြီးတော့ဘာဖြစ်လဲနာကျင်ရတယ်စိတ်ညစ်ရတယ်မောပန်းရတယ်ဝမ်းနည်းရတယ်အဲ့လိုမျိုးတွေကျွန်တော်တို့ပြန်ဖြစ်တယ်နော်အဲ့တော့ဒီတန်တရားဘယ်တော့မှမဆုံးနိုင်ဘူးကျမတို့စီမှာဖြည့်ရှင်းဖို့တာဝန်မရှိဘူးလေ။နော်အဲ့ဒါတွေကိုဖြည့်ရှင်းပြဖို့တော့ပြောပြရတယ်ကိုတာဝန်မရှိဘူး။အဲ့တော့လူတွေကဘာလဲဆိုလို့ရှိရင်ကျမတို့စီမှာ လူတွေရဲ့ nature ပေါ့ကျမတို့ကလူကောင်းနေဖြစ်ချင်ကြတယ်နော်ကောင်းတယ်လို့ပြောခံချင်ကြတယ်လူကောင်းတကယ်မဟုတ်ဘူးဆိုရင်တော့မှကျမတို့တွေဒီကောင်းတယ်လို့ပြောခံချင်ကြတယ်ဘဝမှာနော်အမမွန်ဆိုလို့ရှိရင်အရင်ကောင်းတာပဲနော်ဘာဖြစ်လို့ဆိုကောင်းတယ်လို့ပြောခံရတာကျမတို့အတွက် we feel good လေနော် we feel good about being good နော်ကောင်းကောင်းတယ်လို့ပြောခံရတာကျမတို့အတွက်စိတ်ထဲမှာစိတ်ကိုအဆင်ပြေစေတယ်ပေါ့နော်စိတ်ထဲမှာခံစားလို့ကောင်းတယ်အဲအဲ့လိုသဘောမျိုးပေါ့ ပြတ်သားမဲ့ကိစ္စတွေမှာကျွန်တော်တို့မပြတ်သားနိုင်ဘူးနဲ့ခုနကပြောသလိုမျိုးနောက်ကျိုးဓာတ်နဲ့မှုန်းနေဆိုတဲ့ကိစ္စတွေဟာပေါ်ပေါက်လာလိမ့်မယ်အဲ့တော့လူတွေစီမှာကောင်းတယ်လို့မြင်စေချင်တာကိုကောင်းပါတယ်ဆိုတော့တက်တည်ပြချင်တာမကောင်းမှုလို့အပြောခံရတာကိုမခံနိုင်တာနော်ဒါရီယာသဘာဝပဲအများတကာရဲ့အထင်မြင်နဲ့ပတ်သက်ပြီးတော့စိတ်ပူပန်ကြောက်ကြမှုဖြစ်တယ်ဒါကလည်းပါလဲဆိုလို့ရှင်သဘာဝပဲနော် ဲ့တော့ဒါပေမဲ့အဲ့လိုသဘာဝဖြစ်တဲ့စိတ်တည်းဒါတွေကိုကျမတို့ဘာလုပ်ပြရမလဲဆိုလို့ရှိရင်ရှော့ချရမှာယုံထွက်ရမှာနော်အဲ့တော့ကိုကလူကောင်းအမြဲဖြစ်ခြင်းနဲ့ကောင်းတယ်လို့အမြဲပြောခံခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ကိုကအမြဲတမ်းတီးခံပြီးတဲ့အနစ်နာခံပြီးတဲ့ဒါပေမဲ့ဘာဖြစ်လဲဆိုကိုရဲ့စိတ်ထဲမှာမွန်းကျက်မှုတွေဖြစ်နေရယ်ပင်ပန်းလာတယ်ကြာတော့ limit ကိုထိလာတယ်ကိုကမခံနိုင်တော့ဘူးအဲ့ဒါတွေအဲ့ဒီချိန်မှာဘာလုပ်မလဲကျမတို့လူကောင်းဆက်ဖြစ်ခြင်းနေသေးလား ကိုယ့်ရဲ့ငြိမ်းချမ်းမှုပေါ့နော်ကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုပြန်ပြီးတော့ရယူဖို့ကအရင်အရေးကြီးရယ်နော်ကိုကလူကောင်းတယောက်ဆိုတဲ့ပုံစံမျိုးဖန်ထားတယ်နော်ကိုကိုကိုလည်းကိုညာနေရာမျိုးတွေရှိနိုင်တယ်ငါသူ့ဘုံမှာကောင်းပြီးတယ်နော်သူ့အတွက်ဆိုငါဘယ်ရမဆိုငါလုတ်ပေးတယ်ဖြည့်စည်းပေးတယ်အနစ်နာခံပေးတယ်เนาะသူပြောသမျှကိုခံတယ်အဆရှိသဖြင့်ဒီလိုအရာတွေเนาะဒါတွေကိုမြစ်တာတရားနဲ့အာယုံယုံမမနေစေခြင်းဘူးเนาะ ဖခင်ကလည်းပြောတယ်ဗာလဲမေတ္တာဆိုတာအရင်ဆုံးကိုကိုကိုထားပါကိုကိုကိုမေတ္တာထားတော့မှတခြားသူတွေအပေါ်မှာလည်းကျမတို့ကအဲ့ဒီမေတ္တာကုန်ရက်ကိုဖြန့်ကျက်နိုင်တာအဲ့လိုမျိုးသဘောမျိုးရှိတယ်နော်အဲ့တော့ငြင်းချမ်းမှုဆိုတာတခါလေကြောက်လို့ရှိရင်ကျမတို့အမတန်မှခက်ခဲစွာရယူရတဲ့အရာမျိုးဖြစ်တယ်ငြင်းချမ်းနေဆိုတာငြင်းချမ်းချမ်းနဲ့အေးအေးဆေးဆေးနော်တကယ်ကိုတရံအရာအလုံး smooth ဖြစ်ပြီးတော့ရင်ထဲကိုရောက်လာတဲ့အရာမျိုးတော့မဟုတ်တော့ဘူးတခါလေကြောက်လို့ရှိရင်အဲ့လိုငြင်းချမ်းမှုရဖို့ကျမတို့က အထင်လွဲမှုပေါင်းများစွာကိုခံရတယ်။အပြောအဆိုပေါင်းများစွာကိုခံရတယ်။လူဆိုးဆိုတဲ့ပုံစံမျိုးစုံနဲ့ပုံရိပ်ဖွဲ့ခံရတယ်။နော်အများကြီးပဲကြောဖြတ်ခဲ့ရတာအများကြီးပဲ။ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်နောက်ဆုံးမှာတကယ်စိတ်ရဲ့ငြိမ်းချမ်းမှုရနိုင်တယ်။ ရယူနိုင်ခဲ့ရဆိုလို့ရှိရင်ခုနပြောတဲ့ကြော်ဖြတ်ခဲ့ရတာတွေအထင်လွဲခံရခဲ့ရတာတွေနော်အမားပြောခံခဲ့ရတာတွေမဟုတ်တဲ့ပုံကြီးဖွဲ့ခံရတာတွေသဘုတ်လေလွင်ပြောခံရတာတွေအကုန်လုံးဒီဘာဖြစ်လဲအဲ့ငြင်းချမ်းမှုတဲ့ဇာလို့ရှိရင်အကုန်ထိုက်တန်တယ်လို့ပဲကျွန်မအနေနဲ့ပြောမယ်အခုဗီဒီယိုလေးကိုနားထောင်နေသူတွေကြည့်နေတဲ့သူတွေလည်းကိုယ့်အကူပြန်ပြီးတော့မေးစေချင်တာလေးရှိတယ်နော်ကိုရဲ့ဘဝမှာတကယ်နောက်ကျုပ်ဓာတ်နဲ့မှုန်းခံနေရတဲ့အဖြစ်တွေကြုံနေရလားနော် ကိုအနားမှာရှိတဲ့သူတယောက်ပေါ်မှာကိုကအမြဲတမ်းကောင်းဖို့ကြိုးစားရင်ကောင်းတယ်လို့ပြောခံရဖို့အတွက်ကိုကြိုးစားနေရင်ပါပဲကို ကိုကိုပျောက်ဆုံးလာသလားเนาะကိုကိုကိုမြင့်တာမထားနိုင်လောက်အောင်เนาะကိုရဲ့နာကျင်မှုတွေကိုတတိမပြုတ်မိနိုင်လောက်အောင်ကိုစိတ်ထဲမှာမွန်းချက်နေခဲ့ပြီလားပျောက်ဆုံးနေခဲ့ပြီလားเนาะဒီနေရာတစ်ခုမှာအရှိလဲဆက်သွားလို့မရအနောက်လဲပြန်ဆုံးလို့မရ stuck ဖြစ်နေပြီလားเนาะ ိုကဘာကိုလှုပ်ချင်တာလဲကိုရဲ့ဘဝမှာအရေးကြီးတဲ့အရာပါလဲသူများကကောင်းတယ်လို့ပြောခံရဖို့လားအဲ့လိုကောင်းတယ်လို့ပြောခံရဖို့အတွက်အရာရာကိုရဲ့ဆန္ဒတွေနော်ကိုရဲ့အိမ်မက်တွေဒါတွေအကုန်လုံးချိုးနှိမ်ပြီးတော့ဒီလိုမျိုးပဲဆက်ပြီးတော့နေသွားမှာလားဒါမှမဟုတ်ကိုရဲ့ဘဝမှာကိုရဲ့လွတ်မြောက်မှုကိုရဲ့ငြိမ်းချမ်းမှုကိုရဲ့စိတ်ပျော်ရွှင်မှုကိုရဲ့ကုသိုလ်စိတ်အလင်းစိတ်တွေကိုယ်စီထဲမှာဖြစ်နေဖို့ကိုနှလုံးသားထဲမှာ ပေါက်ဖွားလာဖို့ဒါတွေကအရေးကြီးရလားဘယ်ဟာအရေးကြီးရလဲဒါလေးကိုပြန်ပြီးတော့မေးစေချင်တယ် တခါတလေမှာတချို့ကိစ္စတွေမှာကျမတို့ကဘဝမှာလူဆိုးလို့ပြောခင်ရတာထိုက်တန်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုသဘောကျရင်ဆိုလို့ရှိရင် like and share လုပ်ပေးနိုင်ပါတယ်။ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ Thank you for watching.